အားလုံးပဲမင်္ဂလာပါခင်ဗျာဇလန်းကောင်းလေးတွေတင်ဆက်ပေးဖို့ချိန်ကာဆက်ရောက်လာပါပြီဒီနေ့ရွေးချယ်တင်ဆက်ပေးလိုက်တဲ့ဇလန်းလေးကိုလည်းခံစားနားဆင်ပေးကြပါအောင်ခင်ဗျာဒီနေ့လုံးအချိန်မမှန်ခုံပေါင်းနေတဲ့တူရိန်နေမင်းကြီးဟာအနောက်ဂောရကျွန်းသို့ဥတည်ရင်တစားတစားပျောက်ွယ်ဖို့ပြင်ဆင်နေတယ်တိနန်နေစိုက်ပြုတ်ဖို့ထုံရက်နေတဲ့လေသမားတွေဟာလေနေဝင်သွားတာနဲ့လှုပ်လှစအလုပ်တွေကိုရက်လိုက်ပြီး ကိုအိမ်ကိုပြန်လာနေကြပြီစက်တောင်းမြစ်ကိုဖျက်ပြီးရာခဲနေပေါ်ကနေတိုက်လာတဲ့လင်းနုလေးတွေကတနေ့လုံးမောပန်နွမ်းနယ်နေကြတဲ့လေသမားတွေအတွက်ကတော့တဘာဝဇိန်ခံပစ္စည်းလေးပေါ့လေးတွေကတဟုဟုအိတ်တန့်ပြန်လာတဲ့ငှက်တွေက တကြီးကြီးဝင်းလှလှနေလုံးကြီးနှလုံးသားလှတဲ့လူတယောက်သာဒီမြင်ကွေးမြို့ကိုမြင်ရရင်ရာသီဖွဲ့ကပြားတွေတောင်းရေးမိမဲ့ထင်မာရဲ့မြေယိုနဘေးအတိုင်း၆လာရင် တဘာဝလျောက်တောင်းထုံးနေတဲ့ကိုင်းတော်ကြီးအနာကိုရောက်တော့နေမင်းက ဝင်းသွားခဲ့ပြီ လေအဝိတ်မှာတလူလူလွင်းပြီးရိမ့်ထို့ကခုံနေတဲ့ကိုင်းပင်လေးကအောင်းလန်းတလူလူနဲ့ဆက်ထွက်လာတဲ့တက်မဟာကြီးလူလူဖြစ်နေတယ်။နွားចောင်းသားပြောပါတဲ့တိုက်မြုံအိုင်စိတ်ယူဟီတာ everybody hat our say says me ဟင်တရှင်တဲအေးဆိုရင်ကိုယ်အတွက်နဲ့ကို ပြန်လာနေကြတယ်လေသမားတွေက ကိုင်းတော်တဲကနေလူအတန်တချို့ကြားရလို့အံ့ဩကုံမာတော့တဲ့ပိုးကောင်မှွားကောင်တန်းလို့လို့လေးတိုက်တန်းလို့လို့မသေးမကွယ်ထွက်လာတဲ့အတန်ဆိုတော့ဘာကောင်အောမှန်သေးချမသေးချလိုက်ချတော့လေဘာမှမတွေ့ရပြီ save me ဟောကြောမြင့်ဒီနေ့လာကွယ်လာကွဟုတ်တယ်ကိုဝင်းတွင်ဓာတ်နဲ့မင်းကြီးမြင်းသိန်းတယောက်ဥက္ကဋ္ဌလေးထွားအဲ့လေဥက္ကဋ္ဌထေးတွင်ခေါ်တွေ့တယ်ဆိုဘာဖြစ်တာလဲ မသေးဘူးကိုကြီးခုနကမှချောင်းနဲ့ရေချိုးနေတဲ့မက်ကြီးမြန်ပြောလို့ကိုကြီးနဲ့အတူတူ သိရတာပဲအတန်းလေးကြားလိုက်သတိထားကြည့်လိုက်ရင် လားပြေလားခွဲနဲ့လားဆန်းလားစုပ်ချစ်ရဥပုံနေတွေကြီးဖြစ်နေတတ်တာမှုဘာမှမသိတဲ့တောသူတောင်းသားလယ်သမားတွေအတွေ့အချိန်မှတ်စက်တခုလိုဖြစ်နေကြတာပါကြားရပန်းများလို့ရိုးသွားတာလဲဖြစ်ကောင်းဖြစ်နိုင်တယ်မြေအထက်မှာကဘာပြိုးပြီးရေးစင်းနဲ့မျောပါလာတဲ့မြေသားတွေက မြင်းအောင်ပိုင်းမှာရေနဲ့လာတာနဲ့တဲတောင်အဖြစ်ပေါ်လာတဲ့တဲဆက်ဆက်ပါတဲ့နှုံးတင် မြင်းတို့တွေဖြစ်လို့ဘာပင်ဆိုင်ဆိုင်အယံဖြစ်တယ်လက်ရှိပြည်တော်သားရွာရဲ့တောင်ကုန်းကြီးကအယံကြီးတော့ရေစီကြောင်းတောင်နှစ်ခုခွဲပြီးစီးသွားရတဲ့အထိပါပဲမြက်ထဲမှာမှုလို့သာတောင်ဖြစ်နေရတာပင်လေထဲမှာဆိုရင်တော့ရွေးလျာကျုံးငယ်စုတစ်ခုစားလောက်ကိုရှိမဲ့ထင်ပါတယ်မိုးတွင်ကာလရေကြီးကြရင်ဆိုရင်တောင်ကုန်းတစ်ဝက်လောက်ကရေမြုပ်နေတတ်ပေမဲ့ ကိုင်းပင်တွေကမမြုပ်ဘူးအသည်ပြင်းတဲ့အပင်တွေထဲမှာကိုင်းပင်တွေကထိတ်ဆုံးကပါလောက်တယ်ရေ၃လလလောက်မြုပ်နေပေမဲ့လေရေကြာပြီး၅ရက်လောက်ဆိုရွက်နူထွက်လာတတ်တဲ့အပင်မျိုးလေပြောရရင်အဲ့ဒီတောင်ကုန်းကြီးပေါ်မှာကိုင်းပင်အပြင်တခြားအလေးကြာအပင်တွေလည်းရှိတယ်ပရက်ဖန်းချိန်ဆိုလေဘဲမှလိုက်ချမနေနဲ့အဲ့ဒီတောင်မကူတာသွားပေါ်လွန်လို့လို့ရွာကန်တွေက ပြောကြပြန်တယ်ရွာသားတချို့ကတော့ အဲ့ဒီကိုင်းတော်တွေကိုရောက်ရင် နေဖြစ်ဖြစ်ညဖြစ်ဖြစ်ငှက်တို့မွေးတို့ဖားတို့ကိုဟင်းစာအဖြစ်ဖမ်းကြတယ်ထောင်းချောင်းထောင်းကြတယ်ရားလဲရားကြတယ်2004ခုနဲ့မတိုင်မီ3နှစ်လောက်ကဝါထပ်ပြီးရေကြီးနေတဲ့အချိန်ပေါ့လေပြည့်ကြီးတစီမြုပ်တဝဲပေါ်တဝဲနဲ့မျောလာပြီးအဲ့ဒီတောင်းမှလာတင်နေစစ်တောင်းမြစ်ကိုအမေပြုတ်ပြီးငါးချာစားတဲ့တန်ငါးတဲ့အချိုးလဲမြင်းတဲ့ပြောကြတယ်နောက်ပိုင်းတောင်းခုံးက ကျွန်းလိုဖြစ်လာပြီးရေတည့်ရင်တောင်အကုန်မမြုပ်တော်ဘူးတောင်တပတ်လေးကိုညဘယ်ငါးဖားချတဲ့လူတွေကအဲ့ဒီနားတဝိုက်ငါးပစုံတွေအယံ့ရတဲ့ရပြီးရင်ပျောက်ပျောက်သွားလို့ဟင်းစားပဲကြံနေတဲ့ကြောက်ရလမ်းရကောင်းမှမသိကြတဲ့လူတချို့ကလည်းအသာနီးဆက်ဆက်အယောင်ရှိတဲ့လူတွေကိုဖျက်ခနဲ့ဖျက်ခနဲ့တွေးရတတ်တယ်လို့ပြောကြပြန်တယ်ဖောပြလက်တန်းတော်ပြဿနာတွေမဖြစ်ခင်သုံးရလောက်အလို့က ပြည်တော်သားရွာသားကိုမြင့်သိန်းတယောက်ပရဲတူရင်ဒင်းကားနှစ်ပြားရလာတဲ့အင်္ဂလန်ဘရင်မဘုံရိုက်နေထားတဲ့ဒင်းကားပြားတယ်လို့နောက်မှသိရတယ်ကိုမြင့်သိန်းကဘယ်သူကမှပြေးမသိသလိုနောက်လာတူအောင်မယ်ဆိုတဲ့အထားနဲ့အဲ့ဒီနာတဝိုက်ကဂိုင်းပင်ကန္တာရဘေနေကိုတောင်းအမတ်သားလှုပ်ထားခဲ့သေးတယ်ဘယ်လိုကဘယ်လိုချိတ်ဆက်မိတယ်မပြောတတ်ဘူးဘကုမျိုးပေါ်ရောက်တော့ချေအောင်ပစ္စည်းကိုအချိုးအချောင်းနဲ့ဝဲတဲ့လူတွေလက်ထဲကိုရောင်းချပြက်ခဲ့တယ် ဝဲတဲ့လူတွေကလူလဲတွေကိုမြင်သိငိုပြောထားတဲ့ဈေးထက်ပိုးပေးတယ်ရည်ရည်မောမောနဲ့မိဖြစ်ဆွေဖြစ်ဘာညာနေရလိမ့်စာတွေဘာတွေမေးဒင်းငါးတွေကိုဝဲထားလိုက်တယ်နောက်နေရောက်တော့လူ၆ယောက်ပါတဲ့စစ်လီတစီမြင်းရိုအတိုင်းစမ်းတက်လာတယ်ပြည်တော်သားရွာရဲ့တစ်ဖက်ကလှရီရွာမှာအသည့်တွေခြေတရောင်းနဲ့ရွာတဲ့ဝင်ဟိုလူမေးဒီလူရှားနဲ့လူကြီးထောက်ခံစားလုပ်ပြီးပြန်သွားကြတယ်ဆိုပါတော့လှရီရွာကရွာကြီးဆိုတော့ လူစိမ့်ဝင်ရင်ချက်ချင်းမသိရဘူးရွာနေရွာကြားကစစ်တောင်းမြေအလဲမှာရှိတဲ့တောင်ကုန်ကိုသူတို့လည်းပိုင်နေဆိုပြီးလူကြီးချင်းစကားများကြဘူးတယ်ရွာသားတွေကတော့သူတို့ဘာဖြစ်ဖြစ်ခရူးမဆိုင်တရွာနဲ့တရွာကုသံရောင်းဝယ်မှုတောင်ပိုးတိုးတည်လာခဲ့တယ်လူစိမ့်တွေကတောင်ကုန်ပေါ်မှာနေပြီးငားချားတယ်လို့လို့အရိပ်ရောင်ပြတယ်ငားဖန်းလေတွေဒီလိုပဲညရဲ့ညနေမကြမကြလာတတ်တော့ပြည်တော်သားရွာသားတွေလည်း သိအာယုံမထကြဘူးဒါကိုခွင်ကောင်းယူပြီးဒင်းကချားပုံတော့ဖွင့်ကြတော့တယ်သူတို့ရောက်ပြီးသုံးရမြောက်နေမှာပြည်တော်သားရွာလှရီရွာတင်းင်းရွာငဆိုင်ရွာစားတဲ့အနိနာဝင်းကျင်ရွာတွေမှာလူတွေဖျားနာလာကြတယ်ယောဂအချားမရပဲမူးတဲ့လူကမူးသတိလက်တဲ့လူကလက်ဖြစ်ကုန်ကြတယ်အင်းဟင်းဟင်းအမလေးအာကိုကျင်မောင်ရှိတဲ့အဆောင်တွေလည်းကုန်းပြီတုံနေတော့မယ်လား ဒုက္ခပါပဲအငယ်မကြီးအပြိုးကြီးဆိုင်ကဆက်စေးနောက်တစ်ခွက်လောက်သွားဝယ်စမ်းသွားဝော့အမလေးသားလေးအံပြံမိကိုတောင်းကြီးချွေးကြီးသမီးလေးဘာဖြစ်တာလဲကွယ်မူးတယ်အမေးဘိုက်ထက်ကလည်းအောင်းနေအာမဖြစ်စဘူးထူးထူးခြားခြားဖြစ်စင်ကြောင်ကျေးလေစေးပေးကန်ဆရာဆရာမတွေလည်းဟိုးရွာကပြင်ဟိုးရွာပြည်ဒီရွာကပြင်ဒီရွာပြည်နဲ့အလုတ်တွေချုပ်ကုန်ကြတယ် ဘာလို့လို့ဘာကရမှန်းမသိဖြစ်နေတဲ့အချိန်မှာပဲပြီးတော့သားရွာလူကြီးရဲ့သမီးဖြစ်သူမီးအေးလေကောက်ခါငင်းကတဲသွားပြန်နေကိုလှမြန်ကိုသွားခေါ်ဒါသွေးရသားရမဖြစ်နိုင်ဘူးဘာဖြစ်လို့လဲထေးလွင်ငါကဒီမှာအတော်ပဲကိုမြိုင်အခုဒူမကိုတချစ်ကြီးပေးပါဦးမနေ့ကတော့အကောင်းကြီးပြမိချုံမလကာရွက်ကဘာလို့ဖို့လဲလာတွေ့အောင်ဟာကိုထေးရဲ့ဖေးတယောက်လုံးလုံးနေပြီ ရှင်ကိုသမီးကိုတော့မနိုင်ဘူးလားဟင်ဖဲကျမအတွဲမယ်ဟဲ့နင်တို့လူမယားနောက်မှကြိုက်ကြအခုလောလောဆယ်ခလိကိုဖျားသိမ်းချီခွန်လာခဲ့ကြဦးလာမြိုင်ဆိုတာအဲ့ဒီနာတဝိုက်ကရွာတွေမှာရိုးရာတင်ခေါ်စားပြီးနတ်ပင်ရှင်ဥပုပ်ကုတ်ပင်စားတယ်ဒေါ်ယုံလူမလုတ်တတ်တဲ့အရာတွေမှာပိုင်နိုင်ကျွမ်းကျင်သူတယောက်ဖြစ်တယ်အခုလဲရေတစ်ခွက်ကိုဖျားသိမ်းမော်တင်းပြီးတူတက်သမျှအမှတ်သမျှနဲ့မန်းမှုန်နေခဲ့တယ် ပြီးသွားတော့ဖရာကတော်ပြီအဲ့ဒီရင်းနဲ့မိအေးကိုတောက်လိုက်တယ်ချစ်ချင်းဆိုသလိုပြော့ခွေးနဲ့တဲ့မိအေးကဆက်ခနဲ့ခေါင်းထောင်လာပြီးသူ့ဖေးနာက လူတွေကိုတယောက်မကြမ်းမျက်တောင်နေကြီးနဲ့လိုက်လံကြည့်ချူနေခဲ့တယ်ဟဲ့နင်ဘယ်သူတော့ My name is Mr. Yubat ဘာပြောတယ်ဘာပြောလိုက်တာမိအေးအတန်းကယောက်ျားတန်းကြီးဖြစ်နေတဲ့အပြင်မွေးလာကလေးကခြာခင်တို့လို့မြမစကားတောင်ပြအောင်မပြောနိုင်တဲ့လူက ဘိုးလိုပိပိတတကြီးပြောလိုက်တော့အားလုံးကအံ့ဩသွားကြတယ်။နေနေပါဦး။သူ့ဘာတွေပြောနာလဲ။ဩကိုမြန်ရဲ့ကျွန်တော်မလုပ်တဲ့လို့ခမရအာကိုပြီးကုနရာလေး။ကိုမြန်တောင်မသိမှတော့ဘဲသူကသိမှလဲဗျ။မင်းအသားနေစမ်းမှထေးလွင်ရ။ဒီကောင်းကမြမလို့နားလဲတယ်ထင်တယ်။ပြန်ပြောတော့ဘိုးလိုဒါကြောင့်ငါမသိတာကွ။သွားတယောက်လောက်။ဆရာလေးမြတ်သူကိုသွားခေါ်ပေးကြ။ လူကြီးဥထေတွင်အိမ်မှာဖြစ်နေတဲ့စူးစူးညံ့ညာအတန်းလေးကြောင့်နေအိမ်ကျော်မှာရောက်နေတဲ့ဆရာလေးမြတ်သူလေးခလေးလေးရဲ့လာဘတ်စာမေးပွဲအပြေလွားလေးစစ်မစစ်တော့ပဲနားဆွင့်နေလိုက်တယ်အဲ့ဒီအချိန်မှာပဲဆရာလေးဆရာလေးဖြိုးလေးပါလားတာလာလေးဘာဖြစ်လို့လဲဆရာကိုဘာမြိုင်ခေါ်ခိုင်းလိုက်လို့အရေးကြီးလို့တဲ့လူကြီးအိမ်ကို အမြန်လိုက်ခဲ့ပါတဲ့အေးအေးလာသွားရအောင် နားခေါ်တဲ့ခလေးကိုလဲဆွဲပြီးလူကြီးအိမ်ဘက်ကိုလိုက်သွားကြည့်တော့လူတွေကကြိုးစီကြိုးစီနဲ့သူ့အဖွဲနဲ့သူစကားတွေပြောနေကြတယ်ဟာဆရာလေးလာပြီဟိတ်လာလာဆရာလေးမိအေးဘာဖြစ်လို့လဲဥမြိုင်ဆရာလေးကြီးဘာဖြစ်တလဲတော့ကျွန်တော်လည်းမသိဘူးဆရာတပည့်မကမနေ့ကတည်းအကောင်းကြီးဟိုကောင်ထဲလွင်ဒီလိုဆရာလေးဒါကမိအေးမဟုတ်ဘူးပြောကဝင်းနေတာသူဘာတွေပြောနေတာလဲနားမလည်လို့ ဘာသာပြန်ပေးလို့ရမလားဆရာလေးအရန်ကြီးတော်တက်နေတာမဟုတ်ပေမဲ့ကျွန်တော်စမ်းကြည့်ပေးမယ်ဗျာဟဲ့ရန်မရှိတဲ့ဆရာလေးမြတ်သူကိုသဘောကျသွားတဲ့ဟန်းနဲ့ဦးလာမြန်းကတဖက်သို့လဲပြီးမတိမတာပြုံးလိုက်တာသတိထားမိလိုက်တယ်ပြီးတာနဲ့သူကမေးမိအေးကဖိုးလို့ဖြစ်ဆရာလေးမြတ်သူကဘာသာပြန်လုပ်ပေးရင် ပွဲကြီးပြိသက်ကိုအာမေတိတ်တံမျိုးစုံထွက်အောင်ညှို့ယူထားလိုက်နိုင်တယ်သူ့နာမည်ယူပတ်တဲ့ဦးမြိုင် ကိုလိုနီခက်ကအရေးပိုင်မင်းတဲ့ပုံရိပ်တို့ကပစ္စုပန်းမှအတိတ်ကာလတစ်ခုစီတို့နေမဝင်အင်ပါယာတပ်ဖွဲ့ကိုမှကျုပ်ဟာဗန္နာဒိန်ဒူးလက်ထောက်တယောက်ပါမြမာတွေခေါ်သလိုအရေးပိုင်မင်းအငဲစားလေးပေါ့နာမည်အပြည့်စုံကယူပတ်မူရတိဂောရခလူမျိုးအစိုးရဌာနမှာလက်ထောက်နေရာရောက်ဖို့စဲစုနှစ်လောက်ပညာတွေသင်ခဲ့ရတာ အထက်လူကြီးတွေရဲ့မထင်ရင်မထင်သလိုစိတ်ဆိုးတာ ။ဟောငေါ့ထနေရနဲ့ကောက်ပေါက်ထားတွေကိုစိတ်ချေသီးခံပေးခဲ့ရတယ်။အတော့မကြတဲ့အကောင်မင်းကိုမြန်မာပြည်ပို့ပြမယ်။မလုပ်ပါနဲ့ဆရာကြီး။ကျွန်တော်မိမက ကိုဝင်ကြီးနဲ့မို့လို့ပါ။သူမွေးပြီးတဲ့အချိန်ထိပါဇက်ပိတ်ထားစမ်းခေါ်သွားခြင်းခေါ်သွားခေါ်မသွားခြင်းချင်းခလေးမွေးပြီးတာနဲ့မင်းသွားရမယ်။အိန္ဒိယမှာနေတော့ငါအဲ့ဒီလိုပဲအထက်လူကြီးရဲ့စူပူတာကိုခံရပြီးမြန်မာပြည်ဘက်ကိုပြောင်းခဲ့ရတယ်။ မိမကသွေးနုသားနုခလိကလည်းငဲသေးတော့တိုင်းတစ်ပါးကိုမခော့ရဘူးအတိအကျွမ်းမရှိတဲ့မြန်မာပြည်မှာအာကိုစရာဆိုလို့ကိုနေတဲ့ဘိုးတဲကချမ်းဆောင်တဲ့အိမ်အကူမြန်မာလူမျိုးတွေရဲ့အဆောင်ပလေ၃လေးရောက်ရဲပဲရှိတယ်မြန်မာလူမျိုးနဲ့အနေကြားလာတော့မြန်မာစကားကိုကောင်းကောင်းနားလည်လာတယ်ကိုနဲ့မျိုးတူခေါ်တခါတွေကိုပေါင်းသိမ့်မယ်ကျမ်းတော့သူတို့ကကိုနဲ့တနေစီပြီးတော့မြန်မာပြည်ရောက်အရာရှိတွေထဲမှာ ခြားခြားပါပါကိုတယောက်ပဲခေါ်တခါလူမျိုးဖြစ်နေတာကျန်နာအင်္ဂလိပ်ဒီကိုကိုနင်းနင်းလိုက်မှန်သိတော့အဆက်အဆံမလုပ်ရဲကြဘူးမြန်မာတော်လည်းရင်ကာလရောက်လာတော့ဗြိတိချတွေကလိုအပ်တဲ့ဆဲသုံးစရိတ်ဘာညာတွေလားရောက်ထုတ်ယူသွားကြတယ်တပြည်လုံးကနေပေါ်လာတဲ့တော်လန်ရေးခေါင်းဆောင်တွေတော်လန်ရေးသမားတွေကိုနှိမ်နှင်းဖို့တဲ့ကိုကတာမန်စည်ရင်စလေးဆိုတော့ယာရှိကြီးတွေအသုံးစရိတ်လားထုတ်တဲ့အခါ အိန္ဒိယကိုပြန်ချင်းကြောင်းစာတင်ကြည့်တယ်မရပါဘူးနောက်ဆုံးအရေးဆုံးပြီးခွင်းတောင်းကြည့်တော့လေအလေးမထားကြဘူးမြမပြေရောက်ပြီးနည်းနည်းခွဲလောက်အကြာမှာကျင်းသူနဲ့ဝေးတဲ့အထံသားသမီးတွေနဲ့ဝေးတဲ့အထံလူကြီးတွေရဲ့အပြစ်မရှိအပြစ်ချစိုးပမှုဒဏ်တွေကိုမခံစားနိုင်တဲ့အဆုံးကိုကူကိုတတ်သိဖို့ကြိုးစားမိတယ်အားလုံးကို စနစ်တကျနဲ့သေးသေးရှာရှာစီစဉ်ပြီးခရစ်စမတ်ကာလအရောက် အိမ်စီတွေနဲ့အဆောင်ဆက်သားတွေကိုခွင့်ရချေပေးလို့ကိုယ့်အိမ်ကိုပြန်ထုတ်လိုက်တယ်။သူတို့ကတော့ပြောလို့ချွင်းလို့ထခုံတဲ့လူကခုံပေါ်ပြန်လာတာနဲ့ဝရန်တာအစုံးမှာကိုယ့်အလောင်းကိုတွေးရင်သူတို့ငိုတော့မှာပါလားလို့တွေးရင်သူတို့ကိုပြုံးကြည့်နေမိတယ်။ဒါပေမဲ့ကိုယ့်အကျန်းကအထမမြောက်ခဲ့ပါဘူး။သစ္စာတရားကြီးမားတဲ့ချမ်းသာမြမလူမျိုးတယောက်ကပြန်မို့ခွင့်ပေးထတာမသိပဲအလောက်လာစင်းနေမြို့အစုံးလည်းဖြစ် မြက်ကန်းနှစ်ဖိတ်လည်းဖြစ်နေတော့ကိုယ့်ရဲ့ဘိုးတဲလေးကလောက်သမားတွေပြန်သွားတာနဲ့တိတ်ဆိတ်နေတာပေါ့ဟာအိမ်ကလူတွေဖဲရောက်သွားကြလေချောစုတို့မသိရင်တို့မိုက်ကယ်တို့ရေဟာတခင်တခင်ကြီးတွဲလောင်းကြီးလဲပင်အဲ့နဲ့တဲ့ကျုပ်ကိုတွဲတွေ့ချင်းချမ်းဆောင်ရဲ့တမျောင်းကကျိုးချီရာပြေးဝင်လာပြီးဖြတ်ချလိုက်တယ်ကျိုးပြပြီးကျမ်းမြေမောက်ကိုအထိုင်ကုန်မဲ့ပြုတ်ကျလာတဲ့ကျုပ်ကိုပြပြတလဲနဲ့ဆွဲထုတ်ပြီး ဒီလိုမလုပ်ကောင်းကြောင်ချင်းပြချတယ်တကယ်ဆိုဘာသာမတူ လူမျိုးမတူ နောက်ပြည်မြမပြည်ရဲ့ရန်သူဖြစ်နေတဲ့ကျုပ်ကိုမကဲပဲ ကြည်နေလို့ရသလိုအစီအပားတွေမရှိတဲ့အချိန်တန်းဖို့ကြည်တာတွေယူပြီးတတ်သွားလို့လဲရနေတာပဲမနေ့ကတည်းကသူ့မိတ်ဆွေ မင်္ဂလာဆောင်သွားနေလို့အိမ်မှာမရှိကြောင်ကိုမနိုးသေးတာနဲ့အိမ်စီမချောစုတို့မသိရင်တို့ကိုပြောသွားကြောင် ပြောပြပြီးအိမ်တောင်မပြန်တော့ပဲမကြမကြ လာချောင်းကြီးနေခဲ့တယ်။နောက်မလုပ်တော့ကြောင်းသူနားလဲအောင်လက်ဟန်ရှင်ရန်နဲ့ပြောလိုက်တော့မှသူအခန်းကိုပြန်သွားချတယ်။ကန်ဆိုးခြင်းတော့တနေ့မှာတိုက်လေရင်ဒီကနေ့ပြစ်လိုက်တဲ့အမြောက်ဆန်းကကိုနေတဲ့ဘိုးတဲ့တဲတဲ့ကိုလာကြတယ်။လုံချုံအောင်လှုပ်ပေးထားတယ်။ဘန္တာတက်တာကလွဲလို့ကျန်တာအကုန်ပြစီကုန်းတာပေါ့။အိမ်ပြိုတဲ့အထက်ပလိတ်၂ယောက်၃ယောက်တောင်ပါသွားသေးတယ်။နေစရာအိမ်ပြစီသွားတာကို အထက်ကလူတွေသေးပြီးလာကြည့်တော့ ်ပြန်ရပြီးအထင်းနဲ့ပြောမလို့ရှိသေးနောက်တနေ့ကိုပြောင်းနေဖို့အမိတ်ကြားလာပြန်နေကိုလည်းအင်းကအစည်းကမ်းနေချမ်းဆောင်နေရှိသမျှလူတွေအကုန်ခေါ်ပြီးမပျက်စီးပဲကြံနေသေးတယ်ပျက်စီးနေပိုက်ဆံတချို့ကိုခွဲဝေပေးလိုက်တယ်ချမ်းဆောင်ကြီးကိုတော့အမတ်တရအနေနဲ့ကိုပိုင်ချမ်းဝင်းကြီးကိုသူ့နံမြေပေါက်လှုပ်ပေးလိုက်တယ်သူ့ခမရပြောလွှန်းလို့လားကိုနဲ့ခွဲရတော့မှမလို့လားမသိညည်ရီစားတွေနဲ့လှေးစက်အထိလိုက်ပူချတယ် နေရာသက်ကလာကြတဲ့ပလိလေးယောက်ပါတမန်တခုရောက်လာတော့သူတို့အကူအညီနဲ့အဖို့တန်ပစ္စည်းတွေသေးပြီးတမန်ပေါ်တင်လိုက်ကြတဲ့မြေယိုအတိုင်းသေးလာရင်၃နိုင်လောက်အကြာမှာမိုးကြီးကတဲတဲမဲမဲနဲ့ရွာချလာတဲ့မိုးကြီးတဲ့အပြင် လေးတွေကတရချမ်းတိုက်တော့ကန့်ကတ်ရအောင်လမ်းကြောင်ချတယ်မိုးတွင်လည်းဖြစ်ပြန်ကိုယ်နယ်မြေလည်းမဟုတ်ပြန်တော့ကန့်ကတ်မှားပြီးဝဲဆုပ်ခမ်းရတယ်ကဲကြပါကဲကြပါဦး ဘယ်သူရှိလဲကိုအပါဝင်တန်ပံပေါ်ပါလာတဲ့လူတွေအကုန်လုံးကရလို့ရညာအိုဟဲ့အကူကြီးတောင်းကြည့်ပေးမယ်ဘယ်သူမှ မရှိကြဘူးအိုဟဲ့အကူကြီးတောင်းနေရင်းနဲ့ပဲရီအောင်ထဲရောက်သွားကြတယ်အမောင်ထဲမှာအချိန်အတော်ကြာနေပြီသတိရလာတော့ကဘာစုံတစ်ခုမှတစုံတစပေါ်နေတဲ့တန်ပံကိုမြင်ရတယ်ဟေးဟေးမင်းငါတို့ကိုမြင်ရလားငါတို့ဒုက္ခရောက်တာလို့ကဘာဘေးကဖြတ်သွားသူတိုင်းကို ကိုဘာသာနဲ့လှမ်းអော်ပြောပြီးမဲ့တယောက်မှအဖက်မလုပ်ကြဘူးအဲ့ဒီအချိန်ကိုကိုမြင်ရတဲ့လူတွေကဘာပေးမှာဟောတယောက်ဟောတယောက်တဖြုတ်ဖြုတ်ပေါ်လာတဲ့သူတို့ကကိုရဲ့အသွင်အပြင်းနဲ့ဘာသာစကားကိုအထူးအဆန်းအနေနဲ့ဝိုင်းကြည့်နေရင်ခေါင်းဆောင်တို့ထင်ရတဲ့အသက်ငယ်ငယ်ကောင်းလေးတယောက်ကစကားအစာပြောလာတယ်ကျုပ်ပြောတာနားလေလားခမရကတေးသွားခဲ့ပြီအဲ့ဒါသီလားဟိုမှာကြည့်ခမရတို့လှေးအဲ့ဒီလှေးထဲမှာ ခမရနဲ့ခမရလူတွေရဲ့အလောင်းကောင်းတွေရှိတယ်။ဟောဒီငတိုင်ဝဲဆိုတာအရန်ကြမ်းပြီးနာမည်ကြီးတယ်။စစ်တပ်မော်တော်တောင်မလွတ်ဘူး။အိုမိုင်ဂေါငါသေးပြီလား။ဒါဒါဖြစ်ငါထားဝရရှင်းသားမိပေါ့။ဟာဟာဘယ်လိုလူလဲ။သေပါတယ်ဆိုနေမှဘယ်လိုလုပ်ထားဝရရှင်းသားမတော့။ဘာကိုသဘောကြပြီးရဲကြတယ်မသိပေမဲ့ကိုစကားကိုသူတို့နားလည်နေလို့အံ့ဩသွားမိတယ်။ကောင်းလေးက ရေမောနေတဲ့သူ့လူတွေကိုဟန်တာပြီးဆက်ပြောတယ်။သင်ရဲ့မထင်မှတ်တဲ့အလှတစ်ခုကအဲ့ဒီလေးနဲ့ဟောဒီချောင်းညို့ကိုသင်းတို့တတွေရဲ့အပိုင်းစားနေရာအဖြစ်သတ်မှတ်ပေးထားတယ်။ဒီတော့လွတ်လွတ်လပ်လပ်နေကြ။သင်အကြောင်းသင်ဘာလူမျိုးဘဲကလာတာကအစကျုပ်တို့သိပါတယ်။ကျုပ်တို့ကဘဝတူပေးတာလောကသားတွေဖြစ်လို့သင်ဘာသာစကားကိုလည်းနားလည်နိုင်ကြတယ်။အိုးမြမလူမျိုးတွေကတော်လိုက်တာ။အဲ့ဒီလိုနဲ့ ကိုတို့တို့ရဲ့အတူတူနေထိုင်အတူတူချပွေ စားတော့လာကြရင်နေအနေငယ်အကြမှာဝဲတံကြောင့်ကပပြိုတဲ့အထက်ကိုရရဲ့လှေးကြီးလဲရေးစင်းနဲ့ပါသွားခဲ့သလိုမြေပြိုတာများလွန်းတော့အရန်ကြမ်းမာတယ်ဆိုတဲ့ဝဲကြီးလဲပျောက်ရှင်းမလားပျောက်သွားခဲ့တယ်လေညောလာရင် လူကလေးတို့ဌာနရဲ့တောင်ကြီးမှာဓာတင်းနဲ့ဆိုပါတော့လူကလေးတို့ရွာသားတယောက်ကဟင်းစားချရင်ခြုံနေတဲ့ဒီနှုံးနေအောင်မှာဒုစွန်းတစားမြုံနေတဲ့ ကိုတို့လှေကိုမြင်သွားတယ်ရင်တမမနဲ့ကြည့်နေတော့ဂယုတောင်မဆိုင်သွားလို့ကိုတို့အားလုံးကသူ့ကိုချီးကျူးနေမိသေးတယ်ဒါကြောင့်နောက်တနေ့သူထက်လာတော့စူးချတဲ့အနေနဲ့ကျွတ်တွင်အနားမှာဒင်းကားပြနှစ်ပြချထားပေးလိုက်တယ်လူကလေးတို့ရွာသားကဒါကိုဘယ်သူကမှ အသိမခံပဲသွားရောက်ချရင်ရှေးအောင်ဒင်းကားဈေးမြက်ကိုလိုက်ချနေတဲ့အဖွဲနဲ့သွားတွေ့တယ်အန်တရေကိုဖိတ်ခေါ်ခဲ့တဲ့လူကတော့မသိပေမဲ့ အခုအဲ့ဒီတိုက်တို့သမားတွေကတောင်ပြင်ပေါ်မှာစကန့်ချပြီးချားဖွေးရေးလုံးနေကြပြီကွယ်မိအေးကပြောနေရင်နဲ့မြေအေးကြလာပြီးချာကြီးတငင်ငိုပါတော့တယ်ခမရတို့ကချောက်မလို့ဘူးလားလူကလေးရဲ့သူတို့ထဲမှာကိုတို့ကိုဖမ်းချုပ်နိုင်တဲ့လူတယောက်ပါတယ်ကွယ်အဲ့ဒီလူ ရွက်ဖတ်ထားတဲ့နားမလဲပေမဲ့ဒိုးလီနာကိုပြန်ကတ်လို့မရဘူးဖြစ်နေတယ်ဒါနဲ့နေပေါင်းမစ္စတာယူဘတ်ဟောဒီကန္နာကရွာဒီမှာ ထူးထူးဆန်းဆန်းဖြစ်ပြက်နေတာတွေက ခမရတို့လှုပ်တာမဟုတ်လားဟုတ်ပါတယ်လူကလေးကိုတို့ကိုကူညီပါဝေဒနာဖြစ်အောင်လှုပ်တာကအသိပေးခြင်းတို့ပါကဲကဲကောင်းလေးတွေရက်တော့ငါစီလာခဲ့ဒီမှာကူညီမဲ့လူတွေတွေ့ပြီမေးအစီကယောက်ျားအတန်းနဲ့အမိန်ပေးတဲ့အဆုံးမှာကန်းနာရွာတွေမှာထူးထူးခြားခြားမူးဝေအောအံ့နေကြတဲ့ရွာသူရွာသားတချို့ဟာချိန်ကြိုက်ထားသလိုတက်တာပြောက်ကင်းသွားကုန်ကြတယ် မေးရခအိမ်အပြင်ကိုစောင့်ွယ်ကြည့်လိုက်ပြီးအပြင်မှာခဏစောင့်နေကြအောင်ငိမ့်ငိမ့်နေကြတော့တခုတော့အသိပေးပါရစေကိုတို့ကတခြားဘာသာဝင်တွေဆိုမဲ့ဟိုအရင် နေရဟောင်းကဘာမှာနေတော့ကခေါင်းဆောင်လူကလေးရဲ့သွန်သင်ပေးမှုကြောင့်ကံကံရဲ့အကျိုးတွေကိုသိခဲ့ရတယ်ဗုဒ္ဓဘာသာဝင်ဆက်ဆက်မဖြစ်သေးပေမဲ့ဒါနရဲ့အကျိုးဆက်တွေကိုလက်တွေခံစားခဲ့ရတာမို့လို့တို့ကိုကူညီရင်းတို့ဆောင်နေရတဲ့ပစ္စည်းတွေကို ုရားတဲ့ဘူးပေးခဲ့မေးမိအေပြောနေသမျှကို ဘာသာပြန်ပေးနေတဲ့အကြောင်းစရာလေးကိုမြတ်သူတယောက်လည်းဘာကြောင့်ရဲ့မသိပဲမြည်ရီဝဲလာခဲ့တယ်နောက်ဆုံးပြောလိုက်တဲ့စကားကိုဘာသာပြန်မပေးတော့ပဲအားလုံးကိုဝဲဝိုက်ကြည့်ပြီးအနောက်တိုင်းဘာသာနဲ့စကားတခွန်းပြောလိုက်တယ်တခင်ကြီးရဲ့ခမရဟာအလင်းရောင်ကိုတမလုံးရောက်မှတွေ့ရတာ စိတ်မကောင်းလိုက်တာအခုလိုကြားရတော့ကျွန်တော်ဖြစ်ဝမ်းသာလွန်းလို့ ငိုးတောင်ငိုးချင်းမိတယ်။ဘာမှမပူနဲ့တော့ကျွန်တော်တို့အလုံးပေါင်းပြီးကုညီပေးပါမယ်။ဖရာသခင်ကောင်းချီးပေးပါစေ လူကလေး။ဆရာလေးမြတ်သူမြည်ရည်ကြလာတာကိုမမြင်ဘူးကြတဲ့ယွာသူယွာသားတွေကတော့ပါဇက်အဟောင်းသားနဲ့ငေးကြည့်နေကြတယ်။အဲ့ဒီအချိန်ဦးလာမြင့်ကကဲဟိတ်ညင်သိမ့်ကိုတွားခေါ်လိုက်ကြ။သူပြောတာထီကောင်းမဲ့နေမှာအဲ့လိုဆိုပြီးဘေးကခလေးတယောက်ကို အခေါ်လှုပ်လိုက်တယ်။၃မိနစ်လောက်ကြာတော့ ကိုမြင်သိန်းတယောက်ကိုွန်တရရဲ့နဲ့ရောက်ချလာတဲ့ yes he he tu tu ပဲမိအေးကအဲ့လိုပြောပြတာနဲ့ပြောခွေကြားသွားခဲ့တယ်ထဲလွင်တမိလေးအခန်းနဲ့ခေါ်သွားတော့ခဏနေသူ့အတူပြန်သတိရလာလိမ့်မယ်အခုလေးတင်အိမ်မော်တက်လာတဲ့ကိုမြင်သိန်းကတော့ဘာမှမသိလိုက်တဲ့အတွက်လူတိုင်းကိုဘာဖြစ်လို့လဲဆိုတဲ့အကြည့်မျိုးနဲ့လိုက်လံကြည့်ချူနေခဲ့တယ်ကိုကြည့်မြင်သိန်းပြဆရာလေး အခုချောင်းထဲကတောင်းပေါ်မှာလူတွေရောက်နေတာသီလာဟုတ်သိတယ်လေဆရာလေးငားချတဲ့လူတွေပဲနေမှာပေါ့မဟုတ်ဘူးအဲ့ဒါကိုကြီးဒင်းကသွားရောက်ခဲ့တဲ့လူတွေပြားဆရာဆရာလေးကဘယ်လိုလုပ်သိဘယ်သူကမှပြောပြမထားတယ်ချိုးဝဲချက်ကိုဆရာလေးမြတ်သူကကောက်ခါငင်ကပြောလိုက်ထားကြောင်းကိုမြင့်သိန်းတယောက်တခို့လူမိတလို့မျက်နှာကြီးနဲ့ခေါင်းကြီးငုံသွားတယ်ဖြစ်စင်းရဲ့အစာအဆုံးကို အချင်းချုပ်ပြောပြလိုက်တော့ကိုမြင့်သိန်းကအဲ့တော့ကျွန်တော်ကသူတို့ကိုသွားမောင်းထုတ်ပေးရမှလားဆရာလေးမဟုတ်တာတွေပြောတော့မယ်ငါအကိုကတော့လုပ်ရမယ့်အရာကိုဥမြိုင်ပြောပြလိမ့်မယ်ကျန်တာသူတို့ဆက်လုပ်ကြမှာမြင့်သိန်းညနေ9:00ခန့်လာခဲ့အချိန်ရိုးမာကြီးတဲ့ကို နေဝင်သွားတာနဲ့တောင်းကြီးနာကြောက်ကြထားတဲ့ဆက်လီဘော်ကနေမိအလင်းရောင်လေးတစ်ခု မိတ်တုံမိတ်တုံနဲ့ထွက်လာတယ်တောင်းကုန်အစန်းနာက ကန္ဓာရဘိနေအောက်မှာစိတ်လိမ်ထိုင်းတောင်းနေတဲ့လူတယောက်ဘေးဘီဝဲရကိုအ깨ခတ်ရင်စိတ်လိမ်မိကိုတဲတဲ့နှစ်ပြီတက်လိုက်တဲ့ပိတာနဲ့မိုးကြာရွှေကိုပင်အလေးကြာမဆလာဘိနေရဲ့အကာအကွဲနဲ့သူအမတ်သားလှုပ်ထားခဲ့တဲ့လေပြကြီးနေရာကိုခက်မြန်းများလေးချင်းကပ်သွားလိုက်တဲ့တွေ့ပါပြီလေပြကြီးရဲ့ထိန်းသားလေးမှာဖျောင်းတိုင်းလေးထွန်းထားတဲ့ကရော့ပွဲတစ်ခုဥမြိုင်ပြောလိုက်သလိုရင်ငံပိုင်ဥချင်းကြီးနဲ့ ကွင်းပိုင်ကြီးရဲ့အပွဲဖြစ်မယ်လို့သူခမ်းမန်းတိလိုက်တယ်။မဲပြုံးတစ်ချက်ပြုံးပြီးဥမြိုင်ပေးလိုက်တဲ့ရှီမန်းကွင်းတချို့ကိုလှေးဦးမှာရှိလိုက်တယ်။ပြီးတော့ကရော့ဘွဲပတ်ပတ်လေးမှာထွန်းထားတဲ့ဖျောင်းတိုင်နေတဲ့ကသုံးတိုင်ကိုဖျက်ခနဲ့ဆွဲနှုတ်ပြီးတဲ့တီတဲ့ကောက်မြုပ်ထားလိုက်တယ်။ပါလာတဲ့ပစ္စည်းတွေနေရာတကျစီစဉ်ပြီးတဲ့အချိန်တောတိုးလာတဲ့အတန်းလေးကြောင့်ကန္တာရဘင်းလေးခက်စိတ်စိတ်ပေါင်းတဲ့ဘက်ကိုလက်ခနဲ့ဝင်းပုံးလိုက်တယ်။ သူ့အတွက်ကတစောင်းတိုင်းကြီးမနှုတ်ပွဲလုံးနေရတယ်လို့ပို့ပေါ်ပါပါဖြစ်နေတာကိုကဲဆရာကြီးအင်္ဂလိပ်သရေတွေကိုထိမ့်ပြီးတော့အုံးဤလေးမှာစောင့်ကြနေတဲ့မကြွ့မလော့သရဝါတွေငါဆရာရှေ့မောင်အမြန်ရောက်စေ။အိုးလူကလေးငါတို့ရောက်ပြီဘာလို့ရှိပါသလဲဒီပြည့်စည်တွေကဟောဒီကုန်းမြေမှာအကျော့တော်ဇေဒီတီမလို့ရီမှန်ထားပေးပြီ။ဒါကြောင့်မောင်မင်းတို့ယူလို့မရတော့ဘူး။ ကိုလိုနီခေအင်္ဂလိပ်စစ်သားယူနီဖောင်းဝတ်ဆင်ထားတဲ့လူ၅ယောက်ကလူသိမ်းနေချေဖြတ်ခနဲ့ပေါ်လာပြီးစကားပြောနေကြတာကိုကိုမြင့်သိန်းကြားနေမြင်နေရတယ်။ဥမြိုင်တိုက်လိုက်တဲ့စေပြတွေကများဒီအရာတွေကိုမြင်စေကြားစေသလားမသိရပေမဲ့ဖြုံးကနဲ့မြင်လိုက်ရတာဆိုတော့လမ်းပြတ်သွားမိတာတော့အမှန်ပဲ။ဥမြိုင်ကသူပြောသလိုသာအောင်မြင်အောင်လုပ်ခဲ့မင်းအတွေ့ဘေးမရှိဘူးလို့ပြောဆိုလိုက်တဲ့စကားကြောင့်ထွက်ပြေးဖို့ပြင်ဆင်နေတဲ့ခြေလမ်းတွေကို ရုတ်သိမ်းပြီးပြန်ဆောင်ကြည့်နေလိုက်တယ်။လူကလေးကျုပ်ပြောတာနားလေလား။ဟေးကောင်လေးခြေကဘာတွေပြောသွားတာလဲကွ။ဟေးငါနားထဲမှာနားလေလားလို့ကြားလိုက်သလားလို့ဆရာကြီး तू ပြောတာကဖျားထာပနာပစ္စည်းတွေတဲ့ပြီလို့မရဘူးတဲ့။အိုးပေါ့ပေါ့ချာချာသူတို့ကဘာသာကြားတယ်လေ။ဘဲကဖျားပစ္စည်းတုံး။ဟေးဒီမှာအသားတကြီးထုတ်ပေးလိုက်။မပေးရင်ဟောဒီမှာတွေးလာချိန်လုံး ဟာ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 ကျဲလောင်းတဲ့ရေမောတန်ကြီးနဲ့အတူအရေးပိုင်မင်းကြီးနဲ့အပေါင်းပါရိဟအဖြူရောင်အရေးကြီးတဲ့အဖြစ်တဖြည်းဖြည်းကြီးထွားလာခဲ့ကြတယ်ဟာအကြီးကြီးတွေဖြစ်ကုန်ပြီဟေးရက်စမ်းရက်ကြစမ်းဆရာကြီးဆိုသူက စေးချိန်လုံးကြီးတပြန့်ပြန့်နဲ့ဘယ်လောက်ပဲအော်ဟဲအမိန်ပေးနေတော့လေရိတ်ဖြူကြီးတွေကခြေကိုတဖြည်းဖြည်းတိုးလာနေကြတယ်ဖခင်ပစ္စည်းတွေပါလို့ပြောနေတာကို နားမထောင်ကြဘူးကဲချောင်းနိုင်ရင်ချောင်းစမ်း ခြေသုံးကနေရွေ့လာတဲ့အရေးဖြူကြီးကခြေတော်ကြီးမြောက်ပြီးနင်းမယ်ဟန်ပြင်းလိုက်တော့ဆရာကြီးသိုးသူကအာမလုကြပါနဲ့မလုပါနဲ့ဆရာကြီးခမရရဲ့ဟိုးပွဲတွေသူတို့စားပြည့်နေကြပြီဟင်ဟဲ့ကောင်းနေမသေးချင်းရင်ဆက်လေစီအမြန်ပြေးကြတော့စီကပြက်နရာကြာပြီဟရဲအလဲကတောင်းကျုံးလေးပေါ်မှာကဘာပြက်သူစူညာနေတာကြောင့်ချောင်းအနီးကလေတွေထဲမှာ မိုးချိုစာကလေးကရောက်ရှိနေတဲ့ပြည်တော်သားရွာသားတွေလည်းဒုဒ္ဓဓမ္မိကိုးစည်းကိုင်းပြီးအသင်ရှိနေတဲ့လှေးလေးနဲ့တောင်ပြင်စီကူးသွားတော့ရေစက်မှာအမောဆိုပြီးလဲနေတဲ့လူငါးယောက်ကိုအသင်တွေးလိုက်ကြရတယ်။အချိန်နေအရရက်ကိုသိပြီဖြစ်တဲ့ပြည်တော်သားရွာလူကြီးကိုထေးလွင်ကတော့ထိုလူတွေကိုသူ့စိတ်ကြိုက်ပုံမှန်တွေတက်ပြီးတက်ဆိုင်ရာအပ်လိုက်တော့တယ်။ဆရာလေးမြတ်သူအပါဝင်ရွာရဲ့တောင်ဝင်ချီသူတွေပြိုင်းတူမဲ့ခဲကြတဲ့အိမ်မက်ထဲမှာတော့ အရေးပိုင်မင်းနဲ့သူ့လူတွေဟာဇာတိမျိုးကိုလူဝင်စားဖို့ပြန်သွားပြီးဖြစ်ကြောင်းဖျားတဲ့ချိန်ရောက်လာရင် ပြန်လာအောင်မယ်ဖြစ်ကြောင်းကိုစီကိုစီပြောသွားကြတယ်။ဘကိုးတိုင်းကြောင်းကြီးခရိုင်ရဲ့စစ်တောင်းမြထဲမှာရနေတိုင်းတီးရှိနေတဲ့အဲ့ဒီတောင်းကြီးရဲ့ဖြစ်ပျက်ခဲ့သမျှကိုရွာအမီလူအမီစင်တူကြောင်းကွယ်ပုံစံနဲ့လွှဲပြောင်းရေးသားထားပါကြောင်းစာကျွင်း2016ဇက်ကိုလောက်ကတော့အဲ့ဒီတောင်းမြေကို ဘေးမဲ့မြေအဖြစ်သတ်မှတ်ပြီးမျိုးကြီးတစ်ခုကနေအိမ်မဲ့အရာကိုတော်ပြေဖရာလာတဲ့သွားပါပြီမူလအလူချင်းနေဟုံမုတ်ကိုတော်စာရည်သူလဲသေချာမသိပါခမညာဇလန်းလေးကတော့ဒီမှာပဲပြီးဆုံးသွားပါပြီအဆုံးထိနားစင်ပေးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်ခမညာ